။အားလုံးမင်္ဂလာပါ။ view စစ်တင်ဌာနနဲ့ကြိုဆိုပါရစေ။ကျွန်မကတော့ Snow ပါ။ဒီကနေ့မေလ28ရက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနာဆရာမေသတင်းတွေကတော့ရခိုင်ပြည်နယ်ကချင်းလူငယ်60ကျော်ကိုရခတ်တက်တော်အေးကဖမ်းဆီးပြီးစစ်တပ်နဲ့ပူးဆောင်နေရလို့ချင်းနိုင်ငံရေးဦးဆောင်ကော်မတီရခိုင်ပြည်နယ်ကထုတ်ပြန်ပါတယ်။ နိုင်ငံရေးပါတီတီထောင်ခွင့်လျှောက်ထားတဲ့ချင်းပြည်သက်ကွန်ကရစ်ပါတီကိုစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပါတီတီထောင်ခွင့်ပြုလိုက်ပါတယ်။မြန်မာနိုင်ငံမှာ COVID-19 မျိုးကွဲသေရောဂါပိုးကူးစက်ခံရသူ6ဦးကိုထပ်မံတွေ့ရှိလိုက်ရတဲ့သတင်းတွေနဲ့အတူအခြားဆိုင်ဝန်ဆောင်ရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ ဂျခန်ပြည်နယ်ကချင်းလုံငယ်60ကျော်ကိုရခတ်တက်တော်ရေးကဖန်စီပြီးစစ်တင်နဲ့ပူးဆောင်နေတယ်လို့ချင်းနိုင်ငံရေးဦးဆောင်ကော်မတီရခိုင်ပြည်နယ်ကထုတ်ပြန်ပါတယ်။မိသားစုဆောင်ဝင်နေရတဲ့ပြည်မထွက်အလုံးလုံးမဲ့ချင်းလုံငယ်တွေနဲ့ပညာသင်ကြားရန်တွားရောက်ကြတဲ့အတမပြည့်တည်သောချင်းချောင်းသားချောင်းသူ63ဦးခန့်ကိုအရခတ်တက်တော်ရေးကဖန်စီပြီးစစ်တင်နဲ့ပူးဆောင်ကြောင်းမိသားစုဝင်များထံမှသိရပြီး ပြန်လည်လွတ်ပြန်တိုက်တွန်းကြောင်းချင်းနိုင်ငံရေးဦးဆောင်ကော်မတီရခိုင်ပြည်နယ်ကယနေ့မေလ28ရက်နေ့မှထုတ်ပြန်ပါတယ်။ရခိုင်မျိုးသားအဖွဲ့ချုပ် ARCAD.ULAAA ဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် National Defense Emergency Provision ကို2025ခုနှစ် March လ28ရက်နေ့မှာစတင်ပြဋ္ဌာန်းလိုက်တယ်လို့ထုတ်ပြန်ထားပြီးမယ်။အများပြည်သူသိရှိအောင်တရုံဝင်အသေးစိတ်ထုတ်ပြန်ထားတာမတွေ့ရသေးဘူးလို့ဆိုပါတယ်။ မြေတော့ကကိုရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ဟာရခိုင်ဒေသကလူမျိုးစုတိုင်းနဲ့သက်ဆိုင်တဲ့အတွက်ဌာနေချင်းလူမျိုးစုတွေကိုအတိမပြုတံဖို့ထားတဲ့အနေဖြင့်ဌာနေချင်းနိုင်ငံရေးအင်အားစုတွေနဲ့လည်းကြိုတင်ညှိနှိုင်းမှုများပြုလုပ်တဲ့လို့ချင်းနိုင်ငံရေးဦးဆောင်ကော်မတီရခိုင်ပြည်နယ်ကဆိုပါတယ်။မေလ22ရက်နေ့ကအာရခတ်တက်တော်ကလူမျိုးသားကကိုရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ထုတ်ပြန်ပြီးလူငယ်တွေကိုရခိုင်ပြည်နယ်ပြင်ပထွက်ခွာခွင့်ကိုလည်းပြင်ပတားမြစ်ခဲ့ပါတယ်။ အဲ့ဒီပိတ်ပြန်တမ်းချက်ဟာရခိုင်ပြည်ကိုဗဟုပြု state centric တယ်လို့နားလည်ရပေမဲ့ပြည်သူများအချက်အတင်းနဲ့ကြုံတွေ့မဲ့ပြဋ္ဌာန်းချက်ဖြစ်တဲ့အပြင်လူ့အခွင့်အရေးစံနှုန်းတွေနဲ့ကင်းကွာနေတယ်လို့ချင်းနိုင်ငံရေးဦးဆောင်ကော်မတီကပြောပါတယ်။ ULAAAS ရေးနိုင်ငံရေးအောင်မြင်မှုရလဟာရခိုင်ပြည်သူတို့ရဲ့ထောက်ခံမှုပူပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပြီးပြည်သူလူထုအကျိုးစီးပွားကိုဗဟုပြုပြီးတမ်းချက်တွေကိုပြန်လည်ထည့်သွင်းစဉ်းစားရင်လိုအပ်နေတယ်လို့ ချင်းနိုင်ငံရေးဦးဆောင်ကော်မတီကဆွေးပါတယ်။တဆင်းနဆက်ခွန်စစ်စင်ရေးဖြစ်ရခိုင်ပြည်မှာတကြောပြန်တိုက်ပွဲဖြစ်လာပြီးရခိုင်ပြည်သူအလုံးပညာရေးဆိုင်ရာလက်လံမှီခွန်၊ဂျမရေးဆိုင်ရာလက်လံမှီခွန်နဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာလက်လံမှီခွန်စတဲ့အကြက်တွေတွေနဲ့ရင်ဆိုင်ကြရပြီးချင်းလူမျိုးတွေလည်းအလားတူပင်ခံစားကြရတယ်လို့ဆိုပါတယ်။2014ခုနှစ်တကောင်စင်းရဲ့ရခိုင်ပြည်နယ်မှာချင်းလူမျိုးတသိန်းကျော်နေထိုင်ကြတယ်လို့သိရပါတယ်။ နိုင်ငံရေးပါတီတီထောင်ခွင့်လျှောက်ထားတဲ့ချင်းပြည်သက်ကွန်ဂရက်ပါတီကိုစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပါတီတီထောင်ခွင့်ပြုလိုက်ပြီလို့သိရပါဗျ။ချင်းပြည်သက်ကွန်ဂရက်ပါတီကိုနိုင်ငံရေးပါတီများမပုံတင်ခြင်းဥပဒေညီဥပဒေများနဲ့အညီညီညွတ်ကြောင်းစီစစ်တွေ့ရှိပြီးမေလ26ရက်ကပါတီတီထောင်ခွင့်လျှောက်ထားခြင်းကို ခွင့်ပြုလိုက်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ချင်းပြည်သက်ကွန်ဂရက်ပါတီဟာကွန်ပျူတာရရှိတဲ့နေ့ကစလို့ ရပောင်း30အတွင်းနိုင်ငံရေးပါတီများမှပုံတင်ခြင်းဤဥပဒေ9နဲ့အညီကော်မရှင်သို့နိုင်ငံရေးပါတီအဖြစ်မှပုံတင်လျှောက်ထားရမှာဖြစ်ပါတယ်။မေလ26ရက်အထိပါတီတီထောင်ခွင့်ပြုထားတဲ့နိုင်ငံရေးပါတီ16ပါတီရှိပြီဖြစ်ကြောင်းပါတီတီထောင်ခွင့်လျှောက်ထားတဲ့အပွဲ29ပွဲရှိတယ်လို့သိရပါတယ်။ ချင်းပြည်သက်ကွန်ဂရက်ပါတီဟာစစ်ကောင်စီရဲ့ဖွဲ့ဝင်ဒေါက်တာမှုထမ်းနဲ့ချင်းနိုင်ငံရေးသမားတချို့ကဦးဆောင်ကြတယ်လို့အစကနဦးမှာသတင်းထွက်ပေါ်ခဲ့ပေမဲ့သဆိုင်ရာပုဂ္ဂိုလ်တွေကညှင်းဆိုထားကြပါတယ်။လက်ရှိမှာတော့ဘယ်သူတွေကဦးဆောင်နေလဲဆိုတော့မသိရပါဘူး။စစ်ကောင်စီဟာထွေထွေရေကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယအပတ်စတုတ္ထပတ်နဲ့2026ခုနှစ်ဇန်နဝါရီလပထမပတ်ဒုတိယပတ်တို့မှာကျင်းပမယ်လို့ကြေညာထားပါတယ် ချင်းပြည်နယ်မှာတော့ချင်းပြည်သက်ကွန်ဂရက်ပါတီရဲ့ပြန်ဆုံးမည်အမျိုးသားပါတီနဲ့ခုမြင့်မျိုးသားပါတီတို့လည်းပါတီတည်ထောင်ခွင့်ရှောက်ထားကြပါတယ်။မြန်မာနိုင်ငံမှာမေလ18ရက်ကနေ25ရက်နေ့အတွင်းမှာ COVID-19 မျိုးကွဲသစ်ရောဂါပိုးကူးစက္ကန့်ရသူ6ဦးကိုတွေ့ရှိရတယ်လို့စစ်ကောင်စီရဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးဝန်ကြီးဌာနကမေလ29ရက်နေ့ကထုတ်ပြန်ပါတယ်။ ကိုဗစ် -19 မျိုးကွဲသည့်ရောဂါပိုးအတည်ပြုလူနာ6ဦးကိုရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်ကနေ2ဦး၊အင်းစိန်မြို့နယ်ကနေ2ဦး၊တကယ်တာမြို့နယ်ကနေ2ဦး၊ကုံမှုမြို့နယ်ကနေ2ဦးနဲ့တကုံမြို့သက်အရှိပိုင်းကနေ2ဦးတို့ကိုတွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရလရှိအချင်းထိကိုဗစ် -19 ရောဂါကူးစက်ခံရသူစုစုပေါင်း9ဦးရှိပြီလို့သိရပါတယ်။ လရှိကူဆက်ပြန့်ပွားနေတဲ့ကိုဗစ်မျိုးကွဲတဲ့ Omicron ရဲ့ music ကွဲခြင်းဝင်နဲ့ XCC music ကွဲယောဂပိုဟာ chicken covid လို့ပြင်းထန်မှုမရှိပေမဲ့လည်းယောဂကူဆက်မှုနှုန်းမြန်ဆန်တယ်လို့ကမ္ဘာ့ချမ်းမရေးဖွဲ့ WHO ကအတည်ပြုထားပါတယ်။ကမ္ဘာတဝန်းမှာတန်းနဲ့ချေသေဆုံးခဲ့တဲ့ covid-19 ယောဂဖြစ်ပွားပြီးငါနှစ်ခန့်အကြာမှာတဖန်မျိုးကွဲသစ်တွေထပ်တွေ့လာတာဖြစ်ပါတယ်။ covid မျိုးကွဲယောဂလက္ခဏာကတော့အနံ့ရတာပြောက်ခြင်း၊ဖျားခြင်း ကောင်းကြိုက်ခြင်းခြေလက်ကြိုက်ခဲ့ခြင်းနာရည်ယူနာစီခြင်းချောင်းဆိုးပျော်အန်ခြင်းနဲ့ဝမ်းလျှော်ခြင်းတို့ဖြစ်တတ်ပါတယ်မြန်မာနိုင်ငံအပအဝင်အင်းငင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းတရုတ်စင်ကာပူဗီယက်နမ် UK American နဲ့ဒိမက်စာရနိုင်ငံတွေမှာတချို့ပြန်ကိုဗစ်မျိုးကွဲတဲ့ကျန်းမာရေး XEC Music ကွဲယောဂပူကုဆက်ပြန့်ပွားနေကြောင်း WHO ကအသိပေးထားပါတယ် ကရင်ပြည်နယ်မြဝတီဝေါ်လီလမ်းပိုင်ကသဘောဘူးစခန်းသိမ်းတိုက်ပွဲမှာစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ချင်းမုံခံရပြီးစစ်ကောင်စီတပ်သားတချို့ကိုလည်းအရှင်ဖမ်းမိထားတယ်လို့ကရင်သတင်းရင်းမြစ်တွေထံကသိရပါတယ်စစ်ကောင်စီရဲ့တေဘောဘုစခန်ကိုကရင်လူမျိုးရေးတက်ခဲနေလေနဲ့မဟာမိတ်တပ်တွေကမေလ29ရက်နေ့ကတည်းကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲမှာစစ်ကူဖို့အတွက်ဝေါ်လီပြူဟာအခြေဆိုင်စစ်ကောင်စီစစ်ခန်းကနေစစ်ကူလာတဲ့အင်အားတရာကျော်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကထိုင်းမြန်မာနယ်စပ်မှာတိုက်ခိုက်ချေမှုန်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီမနက်ပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးအချမ်းဖက်စစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းတစ်ခုလုံးချီမှုန်းရှင်လင်းခံခဲ့ရတယ်လို့စစ်ကောင်စီတပ်သားတချို့ကလည်းအရှင်းဖန်မိထားတယ်လို့ခရင်သတင်းစင် KIC ကဖော်ပြပါတယ်။ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုဒီမိုကရေစီအကျိုးပြုကရင်တမတော် DKBA ဌာနချုပ်ရှိရာစုံစည်းမြိုင်ဒေသဘက်ကိုဝင်ရောက်လာတဲ့အချိန်မှာတော်လှန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချိန်မှန်ခဲ့တာလို့သိရပါတယ်။လက်ရှိအချိန်မှာတော့တိုက်ပွဲဖြစ်ပွားမှုကြောင့် DKBA ဌာနချုပ်ရှိရာစုံစည်းမြိုင် လေဝဝါမီထားနဲ့ဒေဘောဘူးစားတဲ့ခြေရွာတွေကဒေသခံတွေထိုင်းနိုင်ငံဘက်ခြမ်းထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။ ကချင်ပြည်နယ်ဖားကံမြို့နယ်တဲကလုံခင်ကျေးရွာပောင်းဝဲနေရာ၃ခုမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ယနေ့မနက်ပိုင်းကစပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ကချင်သတင်းရင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေဟာလုံခင်ကျေးရွာလဲပြင်းနဲ့ငင်းချမ်းတာယာကျေးရွာတို့မှာယနေ့မနက်ပိုင်း၈နာရီလောက်ကနေတိုက်ပွဲဆက်တင်ဖြစ်ပွားခဲ့ကြတာလို့သိရပါတယ် ကမိုင်းပါကန်လန်တိုင်းအေအ600ခန်းနဲ့ဧပြီလ23ရက်ကစတင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာလန်တလျှောက် KIA PDF ပူပေါင်းတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့မေလ29ရက်နေ့မှာတော့လုံခင်းရန်ချက်စယုံကို စစ်ကောင်စီတပ်ဖွဲ့ဟာအေအ100ခန်းဖြင့်ရောက်ရှိလာတယ်လို့ဆိုပါတယ်စစ်ကောင်စီစစ်ကြောင်းရောက်နေတဲ့လုံခင်းရွာဟာပါကန်မြို့နဲ့သုံးမိုင်ခန့်ဝေးပြီးစစ်ကောင်စီတပ်ဟာကြောက်စိမ့်ပြီးပါကန်ဒေသကိုပြန်လည်ဆုံမနိုင်ဖို့စစ်ကြောင်းထိုးလာတာဖြစ်ပါတယ် ဖကန်ဒေတာမှာရေးပါတဲ့ပြူဟာကုံလုံခင်းပြူဟာကုံလုံခင်းရဲစခန်းကန်စီပြူဟာကုံနဲ့ဖကန်မျိုးမရဲစခန်းတို့ကိုစစ်ကောင်စီတပ်ကထိန်ချုပ်ထားဆဲဖြစ်ပါတယ်အကြံဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မေလအတွင်းမှာအယက်သားပြည်သူ68ယောက်တေဆုံးခဲ့ရလို့နိုင်ငံရေးအကျဉ်းသားများကမြန်ဆောင်ရှော့ရဲ့အသင်း AAPP ကမနေ့ကထုတ်ပြန်ပါတယ်။မေလ10ရက်ကနေမေလ29ရက်ဒီနေ့အထိ နိုင်ငံတော်လုံးမှာအစံဖက်စစ်ကောင်စီရဲ့လေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသမီး66ယောက်နဲ့အမျိုးသား31ယောက်စုစုပေါင်း69ယောက်တည်ဆုံခဲ့တာကိုနာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီဆုံးကူရီတဲမှာအသက်16နှစ်အောက်ကလေးငယ်36ယောက်ပါဝင်တယ်လို့လည်း AAPP ကဆိုပါတယ်။စကိုင်းတိုင်းမှာတည်ဆုံသူ57နဲ့တည်ဆုံမှုအများဆုံးဖြစ်ခဲ့ပြီးပဲခူးတိုင်းမှာတည်ဆုံသူ16ယောက်နဲ့ဒုတိယအများဆုံးဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက် မတရားစစ်အာဏာသိမ်းခြင်းကနေ2025ခုနှစ်မေလ29ရက်နေ့အထိအကြံဖက်စစ်ကောင်စီနဲ့သူရဲ့လက်ပါစီတွေကြောင့်မျိုးဥတော်လည်ရေကာလအတွင်းတည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူနဲ့ပြည်သူစုစုပေါင်း6950ဦးရှိခဲ့ပြီလို့ AAPP ကဆိုပါတယ်ပြည်သူစစ်တမ်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။